နတ်တလင်းမြို့ဇီကုန်းကလေးရက်ွက်တွင်စိတ်ဝေဒနာရှင် မောင်စောရန်နိုင်ကိုအုတ်ချုပ်ရည်မှုတင်သေးနှင့်ယာအိမ်မှုတင်လာတို့ကဖန်စီပြီးတင်းငါးဆက်ဖြင့်စစ်မှုထမ်းတပ်သားဖြင့်ရောင်းစားပဲခူးတိုင်းနတ်တလင်းမြို့ဇီကုန်းကလေးရက်ွက်တွင်စိတ်ဝေဒနာရှင် မောင်စောရန်နိုင်ကိုအုတ်ချုပ်ရည်မှုတင်သေးနှင့်ယာအိမ်မှုတင်လာတို့ကဖန်စီပြီးတင်းငါးဆက်ဖြင့်စစ်မှုထမ်းတပ်သားဖြင့်ရောင်းစားလိုက်သဖြင့်နေပြည်တော်သို့တိုင်ကြားထားကြောင်းဆွေမျိုးများကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည် စက်တင်ဘာလ၄ရက်နေ့နနက်၁၀နာရီအချိန်နတ်တလင်းမြို့ဇီကုံကလေးရက်ွက်ဇီကန်ကလေးလန်းအနောက်ပိုင်းတွင်နေထိုင်သောဒေါ်နွယ်နယ်ဝင်းဤနေအိမ်တို့ဇီကုံကလေးရက်ွက်အုပ်ချုပ်ရေးမှူးတင်ထေးနှင့်ယာအိမ်မှူးတင်လာတို့ရောက်ရှိလာကြောင်းရင်းနောက်နေအိမ်တွင်အိတ်နေသောစိတ်ဝေဒနာရှင်မောင်စောရန်နိုင်ကိုအိယာမှနှိုး၍အတင်းကျပ်ခေါ်ဆောင်သွားကြောင်းမိခင်ဖြစ်သူဒေါ်နွယ်နယ်ဝင်းကသားဖြစ်သူကိုမြည်သည့်အတွက်ကြောင့်ခေါ်ပါသည်နည်းဟုမေးမြန်းရာအုပ်ချုပ်ရေးမှူးတင်ထေးကနင်းသားကိုခနာခေါ်ရာပြီးရင်ပြန် ပို့ပေးမယ်ဟုပြောဆိုပြီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရသည်။ယင်းနောက်အချိန်ကြာမြင့်သည့်အထိတားဖြစ်သူမောင်စောရန်နိုင်ကိုပြန်လည်ပို့ဆောင်ခြင်းမပြုသဖြင့်မိခင်ဖြစ်သူဒေါ်နွယ်နွယ်ဝင်းကလိုက်လံစုံစမ်းရာတားဖြစ်သူမောင်စောရန်နိုင်ကိုနန်းလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုယုံတို့ခေါ်ဆောင်သွားကြောင်းထို့ကြောင့်မြို့နယ်ထွေအုပ်ယုံတို့လိုက်လံမေးမြန်းသောအခါရက်ကွက်နှင့်မြို့နယ်ယုံအကြအပြန်အလှန်လွှဲချပြီးတရင်စုံစမ်းမရဖြစ်နေခဲ့ကြောင်းသိရှိရသည် နတ်တလင်းမြို့နယ်ရှိတာဝန်ကျစစ်တပ်ထံသို့တွားရောက်မေးမြန်းသောအခါမောင်စောရန်နိုင်ကိုအုတ်ချုပ်ရေးမှူးတင်သေးနှင့်ယာအိမ်မှူးတင်လာတို့ကစစ်မှုထမ်းတပ်သားအဖြစ်ထည့်သွင်းခဲ့ကြောင်းထို့သို့စစ်မှုထမ်းတပ်သားအဖြစ်ခေါ်ယူခဲ့ခြင်းမှာငွေကျပ်သိန်း50ပေး၍မောင်စောရန်နိုင်ကိုတင်းဤမိဘများကစစ်မှုထမ်းအဖြစ်ထည့်လိုက်သည်ဟုအုတ်ချုပ်ရေးမှူးတင်သေးနှင့်ယာအိမ်မှူးတင်လာတို့ကထွက်ဆိုထားကြောင်းမိခင်ဖြစ်သူဒေါ်နွေနွေဝင်းကလည်းမြည်သည့်ငွေကြေးမှရယူထားခြင်းမရှိဘဲလိန်လေခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုစစ်တပ် ထံသို့အတိပေးခဲ့ကြောင်းသိရှိရသည်။မောင်စောရံနိုင်ကိုအုတ်ချုပ်ရေးမှုနှင့်ယာအိမ်မှုကလိန်လေခေါ်ဆောင်သွားမှုပေါ်ပေါက်လာပြီးနောက်အုတ်ချုပ်ရေးမှု တင်သေးနှင့်ယာအိမ်မှုတင်လာတို့ကမိခင်ဒေါ်နွယ်နွယ်ဝင်းကိုငွေကျက်နှစ်သိန်းလာပေးကြောင်းတို့ရတွင် မိခင်ဒေါ်နွယ်နွယ်ဝင်းကမယူဘဲညှဉ်းဆန်ပြီးတားဖြစ်သူကိုသာပြန်ခေါ်ပေးရန်တောင်းဆိုခဲ့ကြောင်းသိရှိရသည်။စက်တင်ဘာလ13ရက်နေ့ညနေ9:00နာရီအချိန် နတလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုယုံတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်စစ်တပ်အရာရှိဘူမူးကမိခင်ဖြစ်သူဒေါ်နယ်နယ်ဝင်းနှင့်အုပ်ချုပ်ရေးမှုတင်သေးရအိမ်မှုတင်လာတို့ကိုခေါ်ယူ၍မျက်နှချင်းဆိုင်တွေ့ဆုံစေခဲ့ကြောင်းရင်းတို့တွေ့ဆုံစဉ်အုပ်ချုပ်ရေးမှုတင်သေးကတားဖြစ်သူမောင်စောရန်နိုင်ကိုစစ်မှုထမ်းဖြစ်စစ်တပ်ထဲသို့ပို့ဆောင်ခဲ့မှုအတွက်ငွေကျပ်သိန်း80ပေးမိဟုကတိပေးခဲ့တော်လဲမြည်သည့်ငွေကြေးမှမပေးခဲ့ကြောင်းအဓိကအားဖြင့်စိတ်ဝေဒနာရှာ ်အင်ဖြစ်သူမောင်စောရန်နိုင်ကိုလိန်လဲလှည့်ဖျား၍စစ်တပ်ထဲသို့စစ်မှုထမ်းလူစားထိုးအဖြစ်ထည့်သွင်းခဲ့မှုအတွက်အေးအေးယူပေးရန် နေပြည်တော်သို့တိုင်ကြားခြင်းဖြစ်ကြောင်းသိရှိရသည်